တကောမကန်နေပေးထားတယ်။ရခိုင်တင်းခန်းစစ်ကောင်းဦးလေခင်ဗျာ။လက်ကန်နေကိုပြီခင်ဗျာ။တရှိချိန်မှာတော့ ISP တင်းတော့တော်တော်လေးလှပတဲ့ကန်ချက်နဲ့ပဲအတင်းရဲ့ခန်းစစ်ကစားသမားစိုးလင်းအောင်ပွဲသားရင်၁၈မိနစ်ကျော်မှာတော့စာတင်ပြီးတော့ဥဆောင်ကိုတွင်းယူပေးလိုက်ပဲဖြစ်ပါတယ်။ကိုမြဖုံးရေတကယ်ကိုလှပလုံးနဲ့ဂိုးတကိုးပါပဲကိုကြီး။ဟုတ်ပါတယ်ကစားဦးရင်ကြီး။ထမထားတဲ့အနေထားတစ်ခုကနေတော့ ISP အတင်းရဲ့ ဗဒန်ခန့်စစ်ကစားသမားဆူလင်းအောင်တော်လေးကိုကောင်းမွန်တဲ့ဝီကန်ဂျက်တစ်ခုနဲ့တူ ISP အသင်းတော်ဥဆောင်ကိုစတင်ပြီးတော့ရှာဖွေပေးခဲ့ပြီပဲဖြစ်ပါတယ်။တန်တူအောင်ရဲ့တောင်ကန်ဘောကန်တင်ပြပမှုကိုခိုင်သိရဲ့နောက်တန်းကကောင်းတဲ့အရှင်းထုတ်လိုက်လို့ပြန်ထွက်လာတဲ့ဘောလုံးတော့ဆူလင်းအောင်ဝီကန်ဂျက်နဲ့တူအေရီယာအပြင်ပါအနေပဲလှလပပကန်သွင်းပြီးတော့အဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးနှစ်ပွဲစတိုက်ပေကိုခွင့်ပြုရခြင်းမရှိခဲ့တဲ့ခိုင်နေတဲ့အသင်းရဲ့ခန်းစင်းတဲ့ဂူဒမာခမ်းမင်းတန်တူကတော့လက်ရှိချိန်မှာတော့ ဟန်စပီအသင်းရဲ့အတွင်းကိုခွင့်ပြုပေးခဲ့ရပြီပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ကိုကြီးဒါဆိုလင်းအောင်တော်တော်ဒီအားဒီမှာဟန်စပီအသင်းတို့ကဒုတိယမြောက်အတွင်းကိုလည်းဖြစ်ပါတယ်ကိုကြီး။ဒါကြောင့်မို့ပွဲစားချိန်စောပိုင်းမှာတင်ဟန်စပီအသင်းကတော့ရခိုင်ယူနိုက်တက်အတွင်းနဲ့တွေ့ရင်